ဒီနေ့ကတော့ဖြိုးကဖြိုးတို့ဒေတာဘက်မှာမိုးရသည့်ရောက်မှာပေါ်တဲ့မှုဗျူလေးတွေနဲ့မှုစင်ကောလေးလုတ်ပြီးတော့စားပြမလို့ပါဖြိုးရဲ့ဘလော့လေးအဆုံးထိကြည့်ပေးကြပါအောင်ရှင် ားလုံးမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဖြိုးတို့မျိုးမှာမှုပြူတွေအရင်ရတဲ့နေ့ပေါ့နော်ဖြိုးလည်းဒီနေ့တောင်ပေါ်ကနေမှုပြူတွေအများရခဲ့တာဆိုတော့လေမှုစင်ကောလှုပ်ဆောင်မှာပေါ့နော်မှုပြူတွေရပြီဆိုရင်အရင်ဆုံးရေတမ်းမစိနဲ့နော်အခုလိုဖြိုးလုံးပြသလိုတဲလေးတွေကိုအရင်ခေါက်ပြီးွားလို့ရှိရင်ဒီမှုခြေတံလေးတွေကိုအရင်ဆုံးဓာတ်နဲ့ချစ်ထုတ်ပေးပေါ့နော်ပြီးွားမှာကိုစားခြင်းတဲ့ပုံစံအတိုင်းပိုင်းဖြတ်လိုက်ပါမဟုတ်လို့ရှိရင်လေဒီမှုလေးတွေရဲ့အထဲမှာကလေတဲလေးတွေပြီးလို့ရှိရင်ပိုးကောင်တဲတဲလေးရှိတော့ရေဆေးလိုက်လို့ရှိရင်ဒီပို့ပြီးတော့ ခတ်တာပေါ့နော်ဒါကြောင့်မို့အရင်အခုဖြိုးလို့သူတို့တန်းစင်ပြီးမှရေးဆေးပေါ့နော်ကဲဖြိုးရတော့အခုဖြောင်းလေးတွေရောခေါင်းလေးတွေရောတေချာတန့်စင်ပြီးပြီဆိုတော့ရေဆေးပါတော့မယ်ရေဆေးတဲ့အခါလဲတစ်ခါလဲမဆေးနဲ့เนาะခဏခဏထက်ခါထက်ခါဆေးပြီးเนาะပြီးရင်ဒီမှုတွေဆေးတဲ့အခါမှာစားလေးနဲ့ထည့်ပြီးတော့ဆေးပြီးပူကောင်းတယ်เนาะကဲအခုတော့ဖြိုးရဲမှုလေးတွေဆေးထားတာရပြီဆိုတော့ဖြိုးမှုလော်လုပ်ပေးပါတော့မယ်မော်ကသူ့အတူရေတွေထွက်လာမှဆိုတော့လေဖြူကဘာရေးမှမထည့်ပဲနဲ့ဒီတိုင်းပဲလှော်ပေးတာပေါ့နော် ကဲလော်ရင်းလော်နေရေတွေထွက်လာတယ်နော်ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲ့မှုလော်လေးရသွားပါပြီ။မှုလော်လေးရပြီဆိုတော့ဖြိုးတို့ထမင်းလုံးလေးစလုံလို့ရပြီပေါ့နော်။ဒါကတော့ထမင်းဖြူလေးပါ။ပါဝင်ပစ္စည်းတွေကထမင်းရဲ့ရှောင်းရွက်၊ကျသွန်းနီစီချက်လေးရဲ့ငရုတ်တီချက်မှုန်၊ငံပြားရည်၊စီချက်၊ရွှေစုံဟင်းခတ်မှုန်လေးရဲ့ပြီးရင်တံမြာတီးရဲ့ပါပါမယ်။ကဲအဲ့ဒါဆိုလို့ရှိရင်ဖြိုးထမင်းလုံးစလုံပါတော့မယ်။ ထမင်းလေးကိုကြတော့လေဖြူဟာထမင်းပူလေးသုံးထားပေးတာပေါ့နော်။ကဲစီချက်လေးထည့်ပါမယ်။ဖြူဟာကြတော့စီနီနဲ့မလုပ်ပဲနဲ့စီဝါနဲ့လုပ်တာပေါ့နော်။ကဲပြီးအရသာတွဲရွှေစုံဟင်းခတ်မုတ်လေးတစ်စုံထည့်ပါမယ်။ပြီးရင်စားလေးရနည်းနည်းထည့်မယ်။ကဲအရင်ဆုံးနှံ့အောင်လို့နေလိုက်ပါမယ်။ကဲအခုဆိုရင်ထမင်းလေးတွေအရသာနှံ့သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့လှော်ထားတဲ့မှုလေးထည့်ပေးပါဘောနော်။ကဲမှုကတော့ဖြိုးတဝက်အရင်ထည့်ပါဘောနော်။

ကဲအခုဆိုရင်တော့ဖြိုးရဲ့မှုစင်းကောထမင်းလုံးလေးရသွားပါပြီ။မှုစင်းကောနဲ့တွဲတော့ပို့မှုဟင်းချိုလေးလုံးပါပေါ့နော်။ရေထဲကိုကျွတ်ဖြူရဲ့ဒပလီရဲ့ထည့်တယ်။ပြီးရင်စားလေးနဲ့နဲ့နဲ့ရွှေစိုးဟင်းခမုတ်လေးတစုံထည့်လိုက်ပါတယ်။ရေစုလာပြီဆိုရင်တော့ဖြိုးတို့မှုလေးနဲ့နဲ့ထည့်လိုက်တာပေါ့နော်။ဒီမှုဟင်းချိုဟာကြတော့တောက်ခန့်ဒီမှလေးပူပူနွေးနွေးတမယာဒီလေးညှစ်ထည့်ပြီးတောက်အရန်တောက်လို့ကောင်းနေသေးလား။ကဲအခုဆိုလို့ရှိရင်တော့ဖြိုးရဲ့မှုစင်းကောလုံးလေးတွေရပြီဆိုတော့တုတ်စားပါတော့မယ်။ဒီခါလက်အိတ်နဲ့တုတ်ပါပါတော့နော်။ နှလုံးတုံးလိုက်ဒီထမင်းလုံးလေးကြတော့လေအချိုစားခြင်းလည်းရတယ်ဖြိုးလို့အခုခြင်ဆက်လေးတုပ်စားခြင်းလည်းရတာပေါ့နော်ဖြိုးရတော့မှုစင်းကောဆိုလေခြင်ဆက်မှကြိုက်ကဲပြီးသွားလို့ရှင်ငရုတိကြမုတ်လေးထည့်မယ်ငံပြာရည်လေးကနည်းနည်းထည့်မယ်ရွှေစုံဟင်းခမုတ်လေးကနည်းနည်းထည့်ပါမယ်ပြီးရင်တမရတီတမရတီပါတော့အနမ်းပုံမှုရည်တီလားကဲနေပါပြီ။ နေနဲ့အနာမှွှင်းနေပါရပါပြီအပြင်စီချက်လေးပွားဖြူလိုက်မယ်ရှာရွက်လေးကနည်းနည်းဖြူလိုက်မှာပေါ့နော်ကဲအခုဆိုလို့ရှိရင်အရန်စားကောင်းတဲ့မှုစင်းကောတုပ်လေးရတာပါပြီစားတော့မယ်နော်ကဲစားကြပါအောင်ရှင်ဖြူတော့စားတော့မယ်အင်းအနာမှွှင်းနေရော ။ဟင်းညိုလာချုံရောပဲ။ဟောတမယာဒီဒီနည်းနည်းညှစ်လိုက်။ဒီမို့ဟင်းညိုလာလေးစက်စုပ်ပြုံးနဲ့ဖြိုမလဲနိုင်အိုင်းကြိုက်တယ်။ကောင်းတယ်။ဒါရှာရှာပါတစ်နှစ်မှတစ်ခါစားရတာပေါ့နော်။ဟွန်း။ဝတ်တိ ဟိုဘက်လေဖြိုးပြပြရအောင်မယ်ဖြိုးအမြဲတမ်းသုံးနေတဲ့ဒီအိုစာကြီးရွှေစုံဟင်းခတ်မုတ်ကလေဟင်းလေးပဲချက်ချက်အခုလိုဖြိုးလို့အတုပ်တွေတုပ်စားမယ်ဆိုလို့ရှင်ထည့်ပြီးတော့အသုံးပြုလို့ရတယ်နော်။သူကတက်တက်လို့အတုပ်တွေဘာတွေတုပ်မယ်ဆိုရင်ဒီရွှေစုံဟင်းခတ်မုတ်လေးကိုထည့်ပြီးတော့တုံးလို့ရတယ်နော်။ SME ဟာလား FDA certificate ကတ်တွေအားလုံးရထားပြီးသားဖြစ်တဲ့အတွက်ကြောင့်လူမျိုးဘာသာမျိုးစိတ်ချစာအသုံးပြုလို့ရတယ်နော်။ဖြိုးကတော့ဆက်စားလိုက်ပါအောင်မယ်။ဟွန်း မှုလေးရကတိကတိနဲ့ဝါလို့ကောင်းနေရောကောင်းနေပါတခြားမှုတွေထဲဆာလို့ရှင်ဒီမှုပြီးရပို့ပြီးအရသာရရှိရဲစားလို့လည်းကောင်းမသိလားอืม con này này à, có nhiều vậy. giờ đi ra mua luôn làm thì, giờ ăn thêm mì nhiều vậy. ဖြိုးလို့ပဲမှုစင်းကောလေးကြိုက်တယ်ဆိုလို့ရှိရင်လိုက်ပြီးတော့လှုပ်ဆာကြည့်ကြအောင်နော်ဒီလိုအခုလိုပေါ်တဲ့အချိန်မှာဒီမှုပြူလေးနဲ့လှုပ်ဆာကြည့်ကြနော်တကယ်နောက်ဘက်ကြာလို့ရှိရင်လည်းဖြိုးဘာလေးချက်ပြပြီးတော့ဘာလေးစားပြအောင်လဲဆိုတာဆက်လက်ဆက်မှကြည့်ရှုပေးကြပါအောင်ရှင်တက်တာ